အဲကျွန်တော်ဒီကေဘဂန်ချောင်းမြို့နယ်နေလေကတော့စုံမှုခြေနေကတော့ဟောကျွန်တော်လေးတော်တော်လေးတော့တော့အားကောင်းနေပါတော့လောကစင်ချောင်းမြို့ရဲ့နေသားလည်းဒီစစ်ကောင်စီဘက်ကလည်းဒီချောင်းမြို့ကိုသူမဆုံးရှုံးဖို့အတွက်ပါတော့ဒီတာနာနယ်မြေယူနက်စကူနယ်မြေဒေဒီပြားဇင်းပြားရဲ့ရှိရအတွက်ဒီပြည်ရဲ့တိုက်ခိုက်ရင်ဇီပြားရဲ့ပျက်စီးနိုင်စုရဲ့အလိုအကြောင်းပြချက်တို့မျိုးစုံပေးပြီးတော့ဒါသူအနေနဲ့ကာကွယ်နေပါတော့ပြည်ရဲ့ဒီပုံရိပ်ကိုဖျက်ဖို့ကြိုးစားနေပါဒါပေမဲ့ကျွန်တော်အနေနဲ့ကတော့ရနိုင်သမျှနယ်မြေစုမှုမှုရရှိအောင်တော့ကြိုးစားနေရပြီ ဟိုနေရာရဲ့အတိအကျဖော်ပြဖို့အတွက်ကကြတော့ကျွန်တော်ဒီလေချောင်းအန်တွေအရာကျွန်တော်တို့ဒီပြောပြလို့တော့မရသေးဘူးကိုကြီးဟုတ်ကဲ့ကျွန်တော်တို့ဒီပကံဘလူးညီတွေကတော့ကျွန်တော်အရင်လဲကျွန်တော်တိုက်ပွဲကြီးနော်ကျွန်တော်တို့တိုက်ပွဲကြီးမန်နေတိုင်းတွင်းလာမကောင်းကျွန်တော်စကိုင်းတိုင်းတွင်းမှာလဲကျွန်တော်တိုက်ပွဲအတွေ့အကြုံရအောင်လို့ဆိုပြီးကျွန်တော်ရဲဘော်တွေကိုလွတ်တယ်ကျွန်တော်ဒီပဲရင်ဘက်တွေရွှေဘိုးဝဲလက်ဘက်ချမ်းတွေမှာကျွန်တော်တို့ဒီစီးအတွေ့အကြုံရအောင်ရဲဘော်တွေကိုစီးလွတ်ပြီးတော့ကျွန်တော်တို့စီးပညာတွေတင်ယူခဲ့ပေါ့နော်ကျွန်တော်ပြိုင်ဘက်မှာလဲရဲဘော်တွေလွတ်ပြီးတွင်းချ ဒီဒီတက်ချာရေးပိုင်းကိုကျွန်တော်စီးရေးပြော်ပိုင်းကိုကျွန်တော်သွားရောက်လေ့လာပြီးသင်ခဲ့ပါတော့အဲ့နောက်ပိုင်းမှာကျွန်တော်စီးရေးအတွေ့အကြုံတွေရောင်းယူပြီးတော့ကျွန်တော်ခုလိုဟိုကျွန်တော်ချိန်မုန်းနိုင်ခဲ့ပါတော့ကျွန်တော်ချိန်မုန်းရဆိုရလဲဒါကတော့အင်အား အများဆုံးစစ်ကြောင်းကိုဖြူနိုင်ခဲ့တာပေါ့ဒါပေမဲ့ကျွန်တော်တို့အရင်တော့ဒီညောင်းမြို့နယ်အတွင်းမှာဆိုရင်ဒီငတဲ့အောင် yes scan တို့ကျွန်တော်တို့ quick yes scan တို့လည်းကျွန်တော်တို့အရင်တော့အော်တင်ထားဘူးလားပြီးခဲ့တယ်ကောနော်လက်နဲ့ဒီလေကျွန်တော်တို့အနေနဲ့တင်စီပြရှိခဲ့တယ်။ဒါတော့ကျွန်တော်တို့ကျတော့အကြီးအမားဆုံးဒီရန်သူတည်ဆုံးမှုနဲ့ကျွန်တော်တို့ကျတော့အောင်မြင်မှုပေါ့ခင်ဗျ။အဲတိုက်ပွဲဖြစ်စဉ်ကကျွန်တော်တို့14ရက်နေပေါ့နော်14ရက်နေနေကင်းပိုင်းလောက်မှာကျွန်တော်တို့ဒီငတဲ့အောင်မြို့နယ်ပေါ့ငတဲ့အောင်မြို့နယ်ရဲ့ဟိုဒီဝင်လာတာစစ်ကြောင်းတစ်ကြောင်းပေါ့အင်အား80ပါစစ်ကြောင်းတစ်ကြောင်းခွဲပြီးတော့ကျွန်တော်တို့ဒီငတဲ့အောင်မြို့နယ်ကိုဝင်ရောက်လာရပေါ့ အဲ့ဒီအချိန်မှာကျွန်တော်တို့ဘက်ကဒီကျွန်တော်တို့အဖွဲ့အနေနဲ့ကျွန်တော်တို့မဟာမိတ်တွေပေါ့ကျွန်တော်တို့ဒီမြင်းကြံတောင်တာဘက်ကမဟာမိတ်တွေပေါ့ကိုလုံးပူပေါင်းပြီးငါတို့ပဲစစ်ကြောင်းကိုတိုက်ရင်အဆင်ပြေမလဲပေါ့နော်ရန်သူရဲ့အားနည်းချက်ကိုကျွန်တော်ပြန်ရှာရပေါ့နော်ကျွန်တော်တို့လည်းအဆင်ပြေမယ်ဟိုဒီစစ်ကြောင်းကိုငါတို့တပ်ကျွန်တော်တို့ပြန်နေရဒီစစ်ကြောင်းကိုရောက်အောင်ဖြုတ်မယ်ဆိုတဲ့ဒီအဓိကတော့ရဲဘော်ကြီးစီလုံးတဲ့အတွက်ပေါ့နော်စစ်ကြောင်းကြောင်လုံးကိုကျွန်တော်တို့ဖြုတ်နိုင်ခဲ့တာပေါ့နော်အဓိကတော့ကျွန်တော်တို့ဒီဟိုပါပေါ့ကျွန်တော်တို့ဒီတိုက်ပွဲမှာဆိုရင်ကျွန်တော်တို့အဓိကစီရေးပန်းကိုဥဆောင်တဲ့ကျွန်တော်တို့ဒီရဲဘော် ရက်ဝီတို့ကျွန်တော်ရဲဘော်ငတိတို့ရဲ့ဒီအဓိကတော့တိုက်ခိုင်နေသူရဲ့ခေါင်းဆောင်မှုအားကောင်းတဲ့အတွက်ကျွန်တော်ဒီလိုချေမှုနိုင်ခဲ့တာဗျဟုတ်ကဲ့ဗျအာအဓိကတော့ဗျကျွန်တော်တို့ဒီမှာဒီဒီခွစ်တခွေးကိုဒီစစ်ကြောင်းကိုဥဆောင်လာတဲ့ဒီစစ်ကြောင်းမှုပေါ့နော်စစ်ကြောင်းမှုကလည်းတိုက်ခိုင်ညံ့တာလားဒီသူတွေ့ရဲ့စစ်ကြောင်းမှုတွေ့ထရတော့မဖြစ်နိုင်ဘူးဗျစစ်ကြောင်းမှုကိုယ်ကိုယ်ကပါနဲ့တိုက်ခိုင်ညံ့တာတယ်ဒီကျွန်တော်စစ်ကြောင်းတက်လာပြီဆိုရင်ဒီကျွန်တော်တို့ဒီ စစ်ကြောင်းမှာဆိုရင်တို့စစ်ကြောင်းတက်တဲ့နေလမ်းကြီးအများကြီးတယ်ဗျာဒါပေမဲ့တို့စစ်ကြောင်းတက်တာအလှလေတန်းကြီးကအတန်းလိုက်ပဲအတန်းလက်တင်ညာနဲ့တင်ညာကပ်ပြီးတက်လာတက်လာအချိန်မှာကျွန်တော်တို့ပြစ်ကူရောက်လာဗျာကျွန်တော်တို့ပြစ်ကူရဒါမှကျွန်တော်တို့ပြည်သူထိခိုက်မှာအတွက်တို့ဟိုရှောင်ခဲ့ရတဲ့နေရာရှိတယ်ဗျာကျွန်တော်တို့ဒါတော့မှကျွန်တော်တို့လူချင်းတဲ့နေရာကြီးဆွဲဖော်ပြီးတော့ကြာတော့ကျွန်တော်တို့အရင်ဆုံးဒီကျွန်တော်တို့စစ်ကြောင်းမှုဗျာ10မိနစ်တိုက်ပွဲ10မိနစ်လောက်ကျွန်တော်တို့စစ်ကြောင်းမှုကိုဖြုတ်နိုင်တယ်စစ်ကြောင်းမှုကိုဖြုတ်ပြီးတော့နောက်ပိုင်းမှာဒီပြန်တဲ့ကောင်တွေကတော့ဟိုပါဗျာ စီးပါသိမ့်မကျွမ်းနဲ့များသောအားဖြင့်ပြည်သူတွေကိုဒီအရမစစ်မှုထမ်းခိုင်းကြတဲ့ပြည်သူစစ်တွေများပေါ့ပြည်သူစစ်တွေကကျသူဒီကကွန်မန်ဒါဘေးရဲ့စကြောင်းမှုကြသွားနေချိန်မှာကျွန်တော်တို့ဗျမ်းမကအကုန်ထွက်ပြီးတဲ့ချိန်မှာကျွန်တော်တို့တပ်ကွင်းထဲမှာတဲ့အတိုင်းပဲဗီဒီယိုထဲမှာမြင်တဲ့အတိုင်းပဲဒီတင်တို့တပ်ကွင်းကဒီထမ်းတော့ပဲရှိရဗျကွင်းပြင်ကြီးပဲအော်ကျွန်တော်တို့ဒီအသာကြီးနေရာယူထားမှကြတော့အကုန်လုံးကျွန်တော်ပြစ်ခတ်နိုင်ကြတာပေါ့နော်အဓိကတော့သူစစ်ကြောင်းမှုကြသွားတဲ့အတွက်သူစစ်ကြောင်းကဖြိုပြဲဖြစ်သွားတဲ့အတွက်ကြာဆုံးမှုများသွားတာဗျအဓိကတော့ကျွန်တော်ရဲဘော်ကြီးစီးလုံးတာလည်းပါမယ်ဗျ ပကောင်စီဘက်ကကိုလေချောင်းတိုက်ခိုက်မှုကတော့မပြုတ်လောက်ခဲ့ဘူးဗျသူတို့ဒီလေချောင်းလေင်ဝဲအချိန်မှာကျွန်တော်ဒီအောင်မြင်စွာဆုတ်ခံနိုင်တယ်ပေါ့နော်ဒီသူလက်နေကြီးနဲ့ရန်တန်းပြစ်တာတော့ရှိရဗျအဲအနီးညာတဝိုက်ကရွာကြီးပေါ်မှာလက်နေကြီးကြာလာရောရှိရခင်ဗျဟုတ်ကဲ့ဗျကျွန်တော်တို့ကတော့ခုကတော့ကျွန်တော်ဟန်ချက်ညီပေါ့နော်ကျွန်တော်ဒီညောင်မျိုးအရှိတ်ချမ်းအနောက်ဘက်ချမ်းကျွန်တော်တို့ဒီကတော့ဗျာကျွန်တော်တို့ဒီညောင်မျိုးနဲ့တွင်မှာရှိရပြီးရဲ့ ရဲဘော်ကတော့ငယ်နေကိုညညာနဲ့ကမနော်ဟိုရောက်ရှိတဲ့နေရာမှာတော့အစင်းမျိုးတို့တိုက်နေကြပါကိုကတော့ညောင်မျိုးနဲ့အရှိတ်ချမ်းလည်းမပါဘူးနော်ရှိတ်ချမ်းနောက်ဖက်ချမ်းအကုန်လုံးကတော့ဒီလက်တွဲညီညီဟိုအပြိုင်ဆိုင်ကိုဒီစီးပေါ်ဆောင်နေကြပါဗျညောင်မျိုးတွေကတော့စီးလှုပ်ရှားမှုကတော့ကျွန်တော်ဟိုအရေးနှစ်တွေတက်စားရင်တော်တော်လေးတော့အားကောင်းလာပြီဗျအော်အဓိကတော့အကိုကြီးကျွန်တော်တို့ဒီတော့ကျွန်တော်တို့ဒီဖခင်မှုပြည်စီကိုပြောချင်တာတော့ဗျဒီဟိုဘာလို့ကျွန်တော်အခုချိန်ကာလကတော့ကျွန်တော်တဏ္ဍာန်ကံလုံးအကုန်လုံးတော့ကျွန်တော်တို့ ဟိုဆင်းရဲဒုက္ခရောက်နေတဲ့အချိန်ဒီချေရတော့ကျွန်တော်ပြောလို့ပါလို့ကောင်းတဲ့အချိန်တော့မဟုတ်ဘူးဗျမလူရဖက်နဲ့ကျွန်တော်ခီးသွားလာပြီးတော့မလုတ်တင်မှုလို့ကျွန်တော်အနေနဲ့ကောင်းမြင်ပါဗျဒါပေမဲ့စုံတရားဖြစ်လာကြကျွန်တော်တို့ရဲဘော်အနေနဲ့လည်းစီးဖို့ဆောင်တဲ့အချိန်မှာဒီတီတူတွေကိုပြန်ငက်ွက်နေတယ်ကျွန်တော်တို့အလုတ်လုတ်ရမှာလည်းနည်းနည်းနှောင့်နေရဗျအဲ့တော့ဒီနိုင်ငံလုံးကပြည်သူတွေအနေနဲ့ကတော့ဒီမလူရဖက်နဲ့ခီးမထွက်တာအကောင်းဆုံးပဲဗျ။ဘာလို့လဲဆိုတော့ကျွန်တော်ပကံဖျားရမှုကျွန်တော်ဒီနေ့ပကံဖျားမှုမှကျွန်တော်ရမှာမဟုတ်ဘူး။ကျွန်တော်ပကံဖျားရဘယ်ချိန်ဖူးဖူးဖူးလို့ရရဗျ။ ဖြစ်နိုင်တော့ဗျာကျွန်တော်တို့ဒေါ်လာကြီးလည်းနှောင့်နှေးမှုမဖြစ်အောင်ကျွန်တော်တို့ဒီဟိုပါစီးဖော်ဆောင်တဲ့နေရာမှာလည်းအနှောက်အယှက်မဖြစ်အောင်အချိန်ပြေရင်တော့ကျွန်တော်တို့အနေနဲ့ကောမလိုအပ်ဖက်နေတော့မလာစေချင်ဘူးဗျဟုတ်ကဲ့ဗျလောစင်ကတော့ကျွန်တော်တို့အနေနဲ့ကတော့လောစင်လိုပြည်စုံတယ်လူကတော့မရှိဘူးဗျလောစင်ကျွန်တော်ကျွန်တော်ဒီစလီရဲ့နေရာတိုက်ပွဲမှာဆိုရင်ဗျာကျွန်တော်တို့ဒီတကယ်ချီအင်အားသာလုံလောက်ခဲ့မယ်ဆိုရင်ကျွန်တော်တို့ဒီညောင်โอเคအရင်ပေါ့ငါတရားမျိုးနဲ့ကိုဝင်လာရဲ့စစ်ကြောင်းနှစ်ကြောင်းလုံးကိုဖြိုနိုင်တဲ့အနေအထားရှိပြီဗျဒါပေမဲ့ကျွန်တော်တို့ ကျင်ရမလုံလောက်တဲ့အတွက်ကျွန်တော်ပြန်လဲဆုတ်ခွာလိုက်ရတဲ့ကတကယ်တစ်ချောင်းတစ်ချောင်းရဲ့ဝယ်ဖုတ်နိုင်ခဲ့ရပါဘူးเนาะတစ်ချောင်းမှုဆိုလဲကျွန်တော်ဒီရန်ဆိုရင်ကျွန်တော်ဒီတိုက်ပွဲစပြီး10မိနစ်လောက်မှစစ်ချောင်းမှုကအရင်ဆုံးပြုတ်သွားစစ်ချောင်းမှုပြုတ်သွားတဲ့အချိန်မှာနောက်ကတက်ကောက်ကောင်တွေကဗျမ်းလာပြီးဖြစ်ပြီးတော့ကျွန်တော်စစ်ချောင်းတစ်ချောင်းလုံးကိုဖြုတ်နိုင်ခဲ့ရပါဘူးဗျာဟိုအဓိကတော့ကြီးရှင်းတော့ကျွန်တော်စစ်ချောင်းနှစ်ချောင်းလုံးဖြုတ်လို့ဆက်ရရပြအဓိကတော့ကြီးလိုအပ်ချက်ရှိရအောင်ကျွန်တော်ခုတိုက်ခဲ့ရတယ်ကျွန်တော်ရဲဘော်ကြီးထိခဲ့ဆိုတော့ကျွန်တော်ကကြီးကအိတ်မပါဘူးခဏတောင်ကျွန်တော်ဒီတိုင်းကျွန်တော်ကြက်ပေါင်ခဏနဲ့လည်းတိုက်တယ် ဟိုအဆင်ပြေတိုက်ခဲ့တဲ့ရဲဘော်တွေမလိုအပ်ဖက်နဲ့ကြာဆုံးခဲ့ရပေါ့အဓိကကျွန်တော်တို့မြန်မာပြည်အလဲပိုင်းတော့ကျွန်တော်တို့ဒီအလဲပိုင်းမှာဆိုရင်တော့ဒီလိုအပ်ချက်တွေရတော့များရပြကျွန်တော်တို့ခုတိုက်နေကြဟိုယူဖက်နဲ့ဒီတက်ပေါင်းမြတ်တွေနဲ့ကျွန်တော်တို့ဒီကြီးကလည်းမပါဘူးတော့ဖြစ်သူကျွန်တော်တို့ကြီးရှိရင်ပြီးရောအဓိကတော့ဗျာအဓိကလိုအပ်ချက်ကြီးပေါ့ကြီးရောအဓိကပဲပေါ့ဗျာဟိုကြီးကဟုတ်ပါဘူးဆိုတော့ဒါတော့ကျွန်တော်နောက်ပါဘောနော်ကျွန်တော်တို့အဓိကလိုအပ်နေရာကြီးပေါ့ကြီးမရှိလို့ဒါကျွန်တော်တို့ဒီစက်ချောင်းနှစ်ချောင်းမဖြူနိုင်တာဗောနော် စကြောင်းတကြောင်းနဲ့ကျွန်တော်တို့ဒီဖြိုပြီးတော့နောက်ပြန်ဆုတ်ပြီးလာကြည်ရှင်းတော့ကျွန်တော်အဲ့နှစ်ကြောင်းလုံးကိုဖြိုနိုင်ရပြအဓိကတော့ဗျာကျွန်တော်ညောင်မြို့ကပြည်သူတွေကိုပြောချင်တာဗျာတော်လန်ရင်းနဲ့မဆိုင်သူမနေကြပဲနဲ့ဟိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ကြာတော့ကျွန်တော်တို့ညောင်မြို့နဲ့အတွင်းမှာရှိရကျွန်တော်တို့အဖွဲ့ရေမဟုတ်ပါဘူး ရောင်းမြို့နယ်အတွင်းမှာရှိတဲ့ဘဲအဖွဲ့ကြီးကိုမဆိုဘူးနော်ကျွန်တော်ရောင်းမြို့သူမြို့သားရဲ့အနေနဲ့တော့ကုညီ၆ပန့်ပြီးကြပါလို့ကျွန်တော်အနေနဲ့တောင်းဆိုချင်ပါတယ်အကိုကြီးဘဲတော့အဆုံးသတ်မယ်ဆိုရင်အဓိကကျွန်တော်တို့တော်လိုင်းရဲဘော်တွေအကုန်လုံးစီစီလုံးလုံးဖြစ်တဲ့အချိန်ပေါ့ဗျာခုကကျွန်တော်တို့တော်လိုင်းရဲဘော်တွေကနည်းနည်းလေးအချိုးဟာလေးကြနည်းနည်းလေးနော်အခက်ခဲလေးရှိရဘူးတရားနဲ့တရားအစင်မပြားလေးပါလေးရှိရပါနော်ကျွန်တော်တို့တော်လိုင်းရဲ့အများဆုံးပြီးဖို့အတွက်ကကျွန်တော်တို့တော်လိုင်းသမားရေမကဘူးဗျ။ပြည်သူတွေကျွန်တော်တို့တော်လိုင်းသမားချင်းချင်းစီးလုံးရမယ်။ပြည်သူတွေကျွန်တော်တို့တော်လိုင်းသမားရေနဲ့တသွေးရတသားရစီးလုံးရမယ်။အကုန်လုံးစီးလုံးတဲ့အချိန်ဆိုရင် မြန်မြန်စီယုံလာနေကျွန်တော်တို့တော်လိုင်းကြီးကမြန်မြန်ပြီးပဲဗျအခုလို့ကိုမထီမနာရဲ့လူတွေရှိနေကြတော်လိုင်းကြီးကတော့အနေငယ်ကြာနေဦးမှာပဲဗျအကုန်လုံးစီယုံမယ်ဆိုနိုင်ငံလုံးသာစီယုံမယ်ဆိုတော်လိုင်းကြီးကမနေ့ဖန်လေးပြီးချင်းပြီးသွားနိုင်ပြီအဓိကကျွန်တော်တို့ကစီယုံမှုကအဓိကပဲဗျကဲအမှန်တိုင်းဆိုရင်ဗျဒီလေချောင်းတိုက်ခိုက်မှုကြီးကဒီကျွန်တော်တို့ပီစုကာကွယ်တက်တီကိုထိကြိုက်တာကနည်းတယ်ဗျမဆိုင်တဲ့ပီစုတွေပေါ့နော်အများဆုံးအားဖြင့်တော့အသက်ကြီးတွေဦးညွှန်ရည်ကလေးငယ်လေးဒါဆိုရင်ဘာမှအပြည့်မရှိတဲ့ကလေးပေါ့နော် 只要你农业大，农村这些人说的多，多离苦，少埋怨是的。不，喏，现在的话，小家庭时代，你晓得不？小家庭大家不讲的不？小家庭就微信么东西呢？微信嘛，就小家庭这样哦，钱嘛就正规的不？喏，中午伢子拿个钱，你第一么东就，就，喏，那边哦，接着钱拿，喏，你那个利息高些，你个标准的不？哦，小家庭大家说的不？哦，就微信亲戚么讲的不？微信么东西喏，讲是不？喏，微信都拿来，你个看了，你注意不？还讲不？ အာဒီကကျွန်တော်တို့ဒီပြည့်စွက်ပြည့်စင်တာကတော့ပြည်သူ့အနေနဲ့လက်ဒီတော်လိုင်းရေးသမားတွေနဲ့အတူတော့စီလုံးလုံးတော်လိုင်းရေးကိုအမြန်ဆုံးပြီးအောင်တော့တက်နိုင်တဲ့ဘက်ကကူညီပေးကြပါလို့ကျွန်တော်အဓိကပြောချင်ပါပြဒီဒီတော်လိုင်းရေးအဖွဲ့အစည်းတွေနဲ့အနေနဲ့လည်းတစ်ဖွဲ့နဲ့တစ်ဖွဲ့တော့ဘာဟိုပါပေါ့အစဉ်ပြေပြေနဲ့တော်လိုင်းရေးကိုစီစီလုံးလုံးနဲ့တွားမယ်ဆိုရင်ကျွန်တော်တော်လိုင်းရေးကမကြခင်မှာအောင်မြင်နိုင်မယ်လို့ကျွန်တော်အနေနဲ့ကယုံကြည်ပါပြအဓိကတော့ပြည်သူရောကျွန်တော်ရဲဘော်တွေရောတော်လိုင်းရေးသမားတွေရောအားလုံးစီလုံးမယ်ဆိုရင်တော့တော်လိုင်းရေးကအမြန်ဆုံးပြီးမှာပါဗျာ